မင်္ဂလာပါရှင်စစ်ဟနာရှင်ရွေးကောက်ပွဲပေါ်သူတို့တန်းဆိုတဲ့အင်တာဗျူးစီစဉ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီစဉ်လေးကတော့ခန္ဓာဆောင်နေပေတီတီကအသိပညာရှင်အတက်ပညာရှင်တွေတက်ချွာလှူရှားသူတွေနဲ့လူငယ်တွေကိုအဓိကထားမေးမြန်းထားတဲ့အင်တာဗျူးစီစဉ်လေးပဲဖြစ်ပါတယ်ဒီကနေ့မှာတော့တက်ချွာလှူရှားသူရဲ့ဇနီးမယားဖြစ်သူအိမ်နောက်ရှင်အမျိုးသမီးမတ်ဆောင်နဲ့အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်ဒီစီစဉ်ကိုတာဝန်ယူတင်ဆက်ပေးသွားမှာကတော့ကျမနော်အေတော့ကလေးပါ thank you မင်္ဂလာပါရှင်ကျမနာမည်ကတော့ဆောင်းလို့ခေါ်ပါတယ်အာကျမကတော့ဒီတကြွလှူချားသူပေါ့နော်ကျမအမျိုးသားကတကြွလှူချားသူနိုင်ငံရေးသမားဖြစ်တယ်ပေါ့နော်အာသူဒီစစ်တပ်2021မှာစစ်တပ်အာဏာသိမ်းပြီးတော့မှဒီဘက်ကိုဟိုပြည်တွင်းမှာနေလို့မရလို့ပေါ့နော်ဒီဘက်ကိုဒါတိမ်းရှောင်လာခဲ့ရတဲ့ပြည်သူတူဖြစ်ပါတယ်ဟုတ်ကဲ့ ဘယ်လိုမြင်ပါလဲဆိုတော့လက်မခံနိုင်ဘူးပေါ့နော်နောက်တစ်ခုကအယုံကြည်မရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ပြည်သူတွေကဒါစစ်မှန်တဲ့ဒီမိုကရေစီတကယ်လွတ်လပ်တဲ့ဒါနိုင်ငံတစ်ခုကိုတိဆောက်ဖို့ကြိုးပမ်းနေတဲ့နေရာမှာညီမတို့က2015ကနေ2020ငါးနှစ်တာကာလမှာတကယ်ကိုဒီဒီမိုကရေစီအနှစ်သာရအောင်ညီမတို့ပြည်သူတွေကလွတ်လွတ်လပ်လပ်နဲ့ပေါ့နော်ဒီရဲ့အသည့်အပွင့်တွေကိုခံစားပြီးပြီးတိုင်းပြည်ရတကယ်ကိုနိုင်ငံရေးပညာရေးစီးပွားရေးအစစအရာအကုန်လုံးတိုးတက်ဖို့အတွက်ကိုခြေတလန်းလှမ်းနေတဲ့အချိန်မှာညီမတို့2020အဒုတိယအချိန်ပေါ့နော်ရွေးကောက်ပွဲ ကိုဒါထပ်မံပြီးတော့ညီမတို့တွေကတပီသူတရလုံးကအုံအုံကျွကျွเนาะဟိုအင်တိုင်းအားတိုင်းပါဝင်ပြီးတော့မှကိုလိုလားတဲ့အစိုးရကိုလိုလားတဲ့ဒီအဖွဲ့အစည်းကိုမဲလွလွလက်လက်မဲပေးခဲ့ကြတယ်အဲ့ဒီအတွက်ဒီပြည်သူလိုလားတဲ့အစိုးရတရက်ကိုဒါဒီ2020ရွေးကောက်ပွဲမှာဟိုဂွင်းလုံးကျွအောင်နိုင်ခဲ့ရတယ်ပေါ့နော်သို့တော့စစ်တပ်ဒီအဲ ဒီဒီဒီကြိမ်မှာပေါ့နော်သူတို့လုံးဝဒါမလိုလားတော့တဲ့ဟာအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒါမဲမတမာမှုမဲခိုးမှုဒါကဘာတိပြည်သူနိုင်ငံတိပေါ့နော်ကဘာတိဒီရွေးကောက်ပွဲကြီးကိုသူတို့အနေနဲ့ဟာမတမာမှုမတမာမှုပါဆိုပြီးတော့မှသူတို့ဒါဆွဆွဲပြီးတော့ပေါ့နော်ကျမတို့ပြည်သူတွေရဲ့အိမ်မက်တွေအနာဂတ်တွေကိုလုံးဝရိုက်ချိုးပြီးတော့မှအာဏာသိမ်းလိုက်တယ် ဆိုတော့အခုဒီ2021မှာအာနာလူလိုက်တယ်ပေါ့ကျွန်မတို့အာနာသိမ်းတယ်လို့ကျွန်မတို့ကမသတ်မှတ်ဘူးအာနာလူတယ်ဘာဖြစ်လို့ဆိုတော့ကျွန်မတို့2015နဲ့2020အထိကိုပြည်သူတွေကဒီပြည်သူရရှိတဲ့အာနာတခုကိုအစိုးရတရက်ကပေးထားပြီးသားအဲ့တော့ကျွန်မတို့ပြည်သူတွေတကယ်ကိုဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေရထားတဲ့အာနာကိုလူတာပဲ ဒါမင်းပသက်မာမှုဆိုတဲ့เนาะအကြောင်းပြချက်နဲ့စစ်တပ်ကလူတာဆိုတော့ جماعه အာနာလူတယ်အာနာလူတယ်လို့ပဲသုံးတယ်ဆိုတော့အဲ့ဒီလို2021မှာအာနာလူအာနာလူခဲ့တယ်ဒါကို ပြည်သူတရက်လုံးကနော်လုံးဝလက်မခံနိုင်ဘဲနဲ့เนาะအမျိုးမျိုးသောဆန္ဒတွေပြကြရတယ်เนาะ CDN တွေလှုပ်ကြရတယ်အမျိုးမျိုးဆန္ဒပြကြတဲ့ဟာမှာလူမဆန်စွာသူတို့ကကဘာတိ အချက်တရားမဲ့စွာ အကြောင်းတရားအမျိုးမျိုးကိုသူတို့အကြောင်းပြပြီးတော့မှပုံမှန်အမျိုးမျိုးတက်အမျိုးမျိုးတွေဖန်စီနှိပ်ဆက်တယ်တက်ဖြတ်တယ်အခုချိန်ထိလဲစစ်တပ်ကเนาะအခုချိန်ထိလဲဒီ9နှစ်တာကာလတည်းမှာဒီသူတို့ကိုပုံကန်တဲ့ဘဲအနေရက်ကပြည်သူကိုမဆိုသူတို့ရိတ်ရက်ဆက်ဆက်တတ်နေတော့မယ်ဒီလိုအချိန်နေမျိုးမှာသူတို့က2025မှာသူတို့ကလွတ်လပ်တဲ့ရွေးကောက်ပွဲလို့သူတို့ကเนาะပြည်သူကိုထပ်ပြီးတော့စိန်ခေါ်တယ်ကြွေးကြော်တယ် ဆိုတော့တကယ်ပြည်သူကိုညှတာတဲ့ရွေးကောက်ပွဲလို့သူတို့ပြည်သူကိုတကယ်စေတနာရှိခဲ့ရင်တကယ်ကိုမှပြည်သူကိုပြည်သူလို့သူတို့သတ်မှတ်ခဲ့ရင်2021ကလေးကသူတို့အာဏာမလုခဲ့ဘူး2025မှာလည်းသူတို့တကယ်ကိုတရားမျှတရွေးကောက်ပွဲသူတို့ဝင်ပြန်ခွင့်ရှိတယ်သို့တော့သူတို့ဒီ2021ကနေ2025အထိမိမ့်မိုက်ရိုင်းရိုင်းမက်မက်ကန်ကန်နဲ့သူတို့အာဏာလုခဲ့တယ်နော်ရရဆက်ဆက်ပြည်သူပေါ်မှာတော်တော်လေးကိုမိုက်မိုက် ညီမတို့လူမဆန်မှုလို့တော့မသုံးနိုင်အောင်เนาะဆက်ဆံခဲ့တယ်။ဒါအောင်2025မှာညတာတဲ့ရွေးကောက်ပွဲဆိုပြီးတော့သူကထပ်ပြီးတော့ကြွေးကြော်တယ်။ညီမတို့ကတော့ဘယ်လိုမှလက်မခံနိုင်ပါဘူး။เนาะအဲ့အတွက်ကြောင့်မလို့ဒီအခုဒီစစ်တပ်ကเนาะလွတ်ပြုတ်လို့တဲ့2025မှာပြုတ်လုံမဲ့လူတို့ရွေးကောက်ပွဲဆိုတာတကယ်တမ်းပြောရရင်တော့လူတို့ရွေးကောက်ပွဲမဟုတ်ပါဘူးစစ်တပ်ရဲ့ပြုတ်လုံတဲ့အတူရောင်ရွေးကောက်ပွဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့လုံးဝလက်မခံနိုင်ပါဘူးပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် တကယ်တမ်းကျတော့လေအာပြည်တွင်ပေါ့နော်ညီမအမတို့ကဒါဒီဘက်ကိုဒါပြောရမယ်ဆိုရင်တော့လွတ်မြောက်တယ်ပေါ့နော်စစ်တပ်ရဲ့ဒါလွတ်မြောက်တယ်ဆိုတဲ့နေရာကိုဒါရောက်ရောက်နေတယ်ပေါ့နော်ပြည်တွင်မှာကြံခဲ့တဲ့မိသားစုဝင်တွေအိမ်တော်ရှင်မတွေကလဲပဲအာသူတို့ဒီ ဒါနီးရသားကိုကြောက်ရတဲ့အနေသားဖြစ်တယ်ပေါ့နော်။ဒါစီးရင်နေ ကောက်တယ်နော်။သကောင်းကိုဘယ်လိုပြောလဲ။အဲစင်းနေစစ်တယ်ပြီးလို့ရှိရင်သကောင်းစင်းနေကောက်တယ်အမျိုးမျိုးသောဒါလူစီးရင်နေအမျိုးမျိုးကောက်ပြီးတော့မှသူတို့တွေကအခုဒီရွေးကောက်ပွဲအတွက်ကိုဒါမဲ့ဟိုသူတို့မှသူတို့ကကဘာကြီးကိုချပြတာတော့ဒါပြည်သူလိုလားတဲ့ဒါတရားမျှတာတဲ့ရွေးကောက်ပွဲတို့ပြီးသူတို့ကသို့တော့ပြည်သူတရက်လုံးသူတို့မသိတာကပြည်သူတရက်လုံးကသူတို့ကို မလွန်ဆန်နိုင်လို့ဘာဖြစ်လို့မလွန်ဆန်လာလဲဆိုတော့ကြောက်လို့ဘာဖြစ်လို့ကြောက်တာလဲသူတို့ကလက်နဲ့ပြပြီးတော့မှလက်နဲ့အားကိုးနဲ့ပြည်သူကိုအနီးကပ်တာချိန်ချောက်တာဖြစ်တယ်ဆိုတော့ပြည်တွင်းမှာကြံခဲ့တဲ့ဒီအိမ်တော်ရှင်မတွေမိသားစုတွေကမဖြစ်မနေမဲသွားထဲ့ရကောင်ထဲ့ရလိမ့်မယ်အဲ့မသူတို့ဒီပြည်သူရဲ့မဲဝယ်ရမှာပါပြည်သူရဲ့မြစ်တာဘယ်တော့မှမရပါဘူးအဲ့တော့အဲနောက်တစ်ခုကပေါ့နော်အတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကို ပြည်သူသူတို့သတ်မှတ်ထားတယ်ပြည်သူတရက်လုံးကမဲထဲသည်ဖြစ်စေမထဲသည်ဖြစ်စေသူတို့ရဲ့နောက်ဆုံး reset သည်သူတို့ကသူတို့နိုင်ပါတယ်ဆိုတဲ့ reset ကိုပဲသူတို့ချပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဟိုကဘာကြီးအမြင်မှာနိုင်ငံတကာအမြင်မှာပေါ့နော်ပြည်သူတရက်လုံးကမဲထဲပါတယ်ဆိုတဲ့ဒါ show ကိုသူတို့ပြကျင်လို့သာလိမ့်မယ်ဒီလိုမျိုးတွေကိုချပြနေတာဖြစ်တယ်အဲပြည်သူတွေဒါအိမ်အောင်ရှင်မတွေမိသားစုတွေဆိုတာကလည်းဒါသူတို့မှာသူတို့ရဲ့အသက်အန္တရာယ်ရှိတယ်ဘာဖြစ်လဲဆိုတော့ ဟမ်းပြီဆိုလို့ရှိရင်ဒါလူမဆန်စွာเนาะစစ်ကြောရေးမှာနှိမ့်ဆက်တယ်ဟိုတချို့တွေဆိုရင်စစ်ကြောရေးမှာတည်သွားရတာတွေရှိတယ်အများကြီးပဲပေါ့เนาะဟိုဥပဒေဘောင်တွင်းကဖမ်းတာမဟုတ်ဘူးဥပဒေမဲ့ဥပဒေမဲ့ဖြစ်တယ်ဥပဒေဆိုတာလေသူတို့ရဲ့ဒီပါဆက်ထဲကနေနှုတ်ထွက်စကားသာဖြစ်တယ်အဲ့တော့ဥပဒေမဲ့ နော်ဖန်စီတဲ့ဥပရိမေတာဟိုတခုခုလေးပေါ့နော်ဟိုနောက်ဆုံးပေါ့ဒီရွေးကောက်ပွဲကိုမဲမထဲ့ဘူးဆိုတဲ့မပြောနဲ့ရွေးကောက်ပွဲကိုစန့်ကျင်တယ်ဆိုတဲ့စာတကြောင်မပြောနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ပါတယ်ဆိုတဲ့လူတူဦးတယောက်ပုဂ္ဂိုလ်တူတယောက်စီတဲ့ post တွေမှာ react တခုပေးတာတောင်မှသူတို့ကဖန်စီပြီးတော့နော်ခုနှစ်နှစ်တို့ဆယ်နှစ်တို့ဒါလက်တလုံးမှဆိုရင်ဒါကျွန်တော်တို့အမှုပညာရေးလောကမှာဆိုတာဥမိုက်ဒီနော်ဒါတခြားလူတွေလည်းရှိသေးတယ်သူတို့တွေကဖန်ပြနေတာဒီလိုအကြောက်တရားတွေနဲ့သူတို့ကတိလားအကြောက်တရားတွေနဲ့ အုတ်ချုပ်ပြီးတော့မှပြည်သူစီကဒါမဲတပြားကိုသူတို့ကလိုချင်တာဒါဆိုတဲ့ခါကျတော့ပြည်သူတွေအနေနဲ့မိဘတဲ့เนาะအိမ်တော်ရှင်မတွေမိသားစုတွေကသူတို့ရဲ့ဒါဘဝရှင်းတန်ရေးအတွက်မဲသွားပေးနိုင်အောင်ပေးပါလိမ့်မယ်သို့တော့နာနိုင်ငံတကာကိုဒါကျမအနေနဲ့ပြောချင်တာကဒီရွေးကောက်ပွဲဒီကျမတို့ပြည်သူတရက်လုံးကလွန်လွန်လာလာနဲ့ခွင့်ပြုထားတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးပြည်သူတရက်လုံးကလွန်လွန်လာလာနဲ့ เนาะပေးထားတဲ့မဲတွေမဟုတ်ပါဘူးနီးရသားကိုကြောက်ရပြီအကြောက်တရားနဲ့ဒါပေးမဖြစ်မနေပေးရတဲ့မဲတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရွေးကောက်ပွဲဒီဘယ်လိုပုံစံမျိုးနဲ့ပဲစစ်တပ်ကနော်စစ် အာဏာရှင်တွေကကျင်းပနေပါစေဘယ်လိုပုံစံမျိုးနဲ့ပဲ research ကိုကျင်းညာနေပါစေကျမတို့ကတော့အဆုံးထိဒီရွေးကောက်ပွဲကိုအတိမတ်လုံးဝမပြုပါဘူးဒီလိုပါပဲကျမယုံကြည်ပါတယ်ပြည်တွင်းကဒါအိမ်တော်ရှင်မတွေမိသားစုတွေနော်ပြည်သူတချို့ပေါ့ပြည်တွင်းမှာ ကြံခဲ့တဲ့ပြည်သူတချို့ဟာလည်းပဲသူတို့ကြောက်လို့သာပေးရတဲ့မဲဖြစ်ပါလိမ့်မယ်သူတို့ရင်ထဲကလာတဲ့မဲမဖြစ်နိုင်ပါဘူးဒါစစ်တပ်စစ်တပ်ဒီဘောမနေတဲ့အပိုင်ဝန်းတစ်ခုကလွဲလို့ပေါ့နော်ကြံတဲ့ပြည်သူအများစုသည်သိကြပါတယ်ဒါကြောက်လို့ပေးရတဲ့မဲဖြစ်ပါလိမ့်မယ်သူတို့ရင်ထဲမှာလည်းဒါစစ်တပ်ရဲ့ဒီရွေးကောက်ပွဲဘတော်မှအတိမတ်ပြုနေမှာမဟုတ်ပါဘူးဆိုတာကိုပြောချင်ပါတယ်ရှင် ည်ပြရစီပါเนาะရွေးကောက်ပွဲရလက်ကဒီပြည်တွင်းဒီပြိပခါကိုအာဘယ်လိုပြောရမလဲပြည်တွင်းပြိပခါကိုဖြည့်ရှင်းဖို့အတွက်ရွေးကောက်ပွဲလုပ်တယ်ဆိုရင်2023ကလေးအာနာမသိမ့်ဘူးရှင့်သိလားအာနာမသိမ့်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ပြည်တွင်းပြိပခါเนาะပြည်တွင်းစစ်ကြီးอ่ะကျမတို့ဒါလက်မှန်းလက်လှမ်းမိသလောက်ပေါ့เนาะအဲကိုတိရသလောက်နှစ်ပေါင်း80ကြာပြီလို့သိရတယ် ဒါကျွန်မအရင်အရင်ဟာရတော့အများကြီးမပြောတတ်ပါဘူးဒါပေမဲ့ကျွန်မတီးရလောက်ကအနှစ်80ကျော်ကြာပြီလို့တီးရတယ်ပေါ့နော်တကယ်တမ်းစစ်အာဏာရှင်တွေအနေနဲ့နော်ဟိုဦးနေဝင်လက်ထက်ကနေနာအများကြီးပါပဲနော်ကျွန်တော်တို့လလန်းမမိတာတွေရှိတယ်ကျွန်တော်တို့လုံလုံရရလလန်းမိတာတော့ဒါမင်းအောင်လှိုင်းဦးတန်းရွှေပေါ့နော် တကယ်လို့သာဒီပြည်သူတွေရဲ့ဒီပြည်တွင်တိုင်းရင်းသားเนาะလူမျိုးပေါင်းစုံရဲ့ပြိပခ္ခတွေကိုသူတို့အမှန်တကယ်စေတနာမှန်မှန်နဲ့ဖြည့်ရှင်းကျင်တယ်ဆိုရင်စစ်တပ်ကနိုင်ငံရေးထဲမှာပါရာအကြောင်းမရှိဘူးရှင့်เนาะစစ်တပ်နိုင်ငံရေးထဲမှာပါနေသရွေ့ပတိပြည်တွင်ပြိပခ္ခဘတော်မှအေးချက်မှမဟုတ်ပါဘူးဘတော်မှဖြည့်ရှင်းနိုင်မှာမဟုတ်ပါဘူးဒါနံပါတ်၁ချက်ပေါ့เนาะနောက်တစ်ခုကခုနပြောသလိုပဲစစ်တပ်ကပြည်တွင်ဒီပြည်တွင်စစ်ပေါ့เนาะကျမတို့ကဒါ ဗေနိုင်ငံနဲ့မှဖြစ်နေတာမဟုတ်ပြည်တွင်းစစ်နဲ့ပဲဖြစ်နေတာเนาะပြည်တွင်းစစ်ကိုဒီပြိပခဖြည့်ရှင်းဖို့ဆိုရင်ပူဇာအကယ်၍စေတနာရှိခဲ့2021ကလေးကအာနာမသိမ့်ခဲ့ဘူးရှင်အာနာမလူခဲ့ဘူးရှင်ပေါ့เนาะဒါလေးပါပဲအဲ့တော့မင်းအောင်လိုင်ထွက်သမျှအများကြီးပါပဲဒီကြားထဲမှာလည်းငိမ့်ချမ်းကြီးအများကြီးပဲလေနော်ဒါတိုင်းရင်သားလူအများငိမ့်ချမ်းကြီးပွဲတွေဒါလည်းဘလိုမျိုးလဲဟိုစာချုပ်စာအများကြီးပဲအမျိုးမျိုးသောဒါဟိုစကားတွေနဲ့စစ်တပ်က မြန်မာမြန်မာစစ်တပ်ကပေါ့နော်တိုင်းရင်းသားတွေပေါ်မှာတော့လကအာဒီဒီဟိုဘယ်လိုပြောရမလဲဒါဒါကိုအမားတို့ဆိုပါမြန်မာလူမျိုးဒါပေမဲ့အမားတို့တီးရလောက်ကတော့ဒီတိုင်းရင်းသားတွေပေါ့မနော်ကချင်ဆိုလဲကချင်ရခိုင်ဆိုလဲရခိုင်နော်အခုဆိုရင်ဒါဘမဒီဘမအချင်းချင်းတော့မတိုင်ရင်သားမဟုတ်ဘမအချင်းချင်းမတို့အညာမာတွေဆိုရင်ဒီလိုမျိုးတွေပေါ့နော်စစ်မီးတွေလောင်နေရတယ်ဆိုတော့က ဒီသူတရလုံးကိုလူမဆန်စွာအိမ်နေမီရှိုးတယ်နော်ကလေးတငယ်မရှောင်နော်စာတင်ချောင်းမရှောင်ဖုန်းကြီးချောင်းမရှောင်အချိန်မရှောင်နေမရှောင်ညမရှောင်မိုးရင်းမရှောင်စောင်းရင်းမရှောင်လေရင်ဘုံကျဲပြီးတော့ပြည်သူကိုတိုက်ခိုက်နေတဲ့နော်ပြည်သူကိုရုတ်မာနေပြည်သူကိုတက်ဖြတ်နေတဲ့စစ်တပ်ကသူ့ကိုပြိုလုတဲ့ရွေးကောက်ပွဲကပြည်တွင်ပြိပခါကိုဖြည့်ရှင်းဖို့ပါလို့ပြောရင်တော့ကျမကတော့ရည်ပြရစီပေါ့နော် ယုံကြည်မရှိပါဘူးအဲ့တော့စစ်တပ်ကိုဘယ်တော့မှလည်းယုံကြည်မရှိခဲ့တယ်လို့မျိုးအကယ်၍ပြည်သူကိုတကယ်စေတနာရှိတယ်ပြည်တွင်းပြည်ပခါကိုတကယ်စစ်တပ်အနေနဲ့เนาะမင်းအလိုက်တို့အနေနဲ့ဖြည့်ရှင်းခြင်းနဲ့ဆိုရင်ပြည်သူအာဏာပြည်သူပြန်ပေးလိုက်ပါရှင်ကိုယ့်နေရာကိုယ်ပြန်မှာအဲ့ဒါဆိုလို့ရှိရင်ဘာဘာမှပြစ်စရာမလိုပဲနဲ့အေးချမ်းသွားပါလိမ့်မယ်ကျမပြောရဲပါတယ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်